ကဲဝဲမဆခင်မှာထာဂေရူကတော့ရောထန်ကိုအနိုင်ရဖို့တွာနီလန်ပေါင်းစုံနဲ့ပြီးဆက်သွားမယ်ဆိုပြီးတော့ကျုံဝါသွားခဲ့ပြီလေဖြစ်ပါရီဟုတ်လေဟုတ်ပါရီထာဂေရူဟာဒီပွဲမှာရောထန်ကိုမနိုင်လို့မရတော့ပါဘူးသူဟာစူပါလက်ကိုရှုံးခဲ့ပြီးပါပြီထာဂေရူကပြောပါရီသူ့အနေနဲ့သူ့အိမ်ခွေးမှာလာရောက်ကစားတဲ့ရောထန်ကိုအနိုင်ယူမှဖြစ်ပါလိမ့်မယ်သူဝမ်ချန်ပီယံရှစ်ကိုစကြွိုင်းကလေးက သူ့မှာတခုရှိတယ်အဲ့ဒါကတော့ရော့ထန်ကိုအနိုင်ယူထိုးဖို့ပါပဲတဲ့ရော့ထန်ကိုအနိုင်ယူထားပြီဆိုရင်တော့သူဟာဒီကစားနီးမှာသူ့ကိုရှင်နိုင်တဲ့သူမရှိတော့ပါဘူးသူဟာကမ္ဘာပေါ်မှာနံပါတ်၁လို့သူ့ကိုသူတတ်မှတ်လို့ရပြီလို့ထားကေရူကဆိုပါတယ်ဒါကြောင့်မလို့အခုဒီပွဲမှာရော့ထန်ကိုအနိုင်ရဖို့အတွက်ဘေးရမစူပြစ်ဆက်သွားမယ်ဆိုပြီးတော့ထားကေရူကပြောဆိုထားတာပဲဖြစ်ပါတယ်ရော့ထန်ကိုအနိုင်မရလို့ရှိရင်တော့ထားကေရူက1ချန်ပီယံရှစ်ကို လာတာအလကားပဲ ရည်စုံမျောသွားပြီဖြစ်ပါတယ်။တာဂီရူနဲ့တန်းစင်ထိုးခဲ့တဲ့ပွဲဟာလည်းလုပ်ပွဲဆိုတာကုဖြူဝေကချပြလိုက်ပြီဖြစ်တာကြောင့်တာဂီရူဟာဒီပွဲမှာသူကဘာကောင်လဲဆိုတာကိုအစ်မချပြရတော်မှဖြစ်ပါတယ်။ဘယ်ကောင်ကသွေးတွေထွက်မလဲတော့မသိဘူး။သွေးတွေအလိမ့်လိမ့်နေကြည့်ရတော့မလားတော့မသိဘူး။ဒီပွဲကတတော်ကိုကြမ်းပါပါ။ရော့ထန်ကလည်းတကယ်ကိုပြင်ဆင်ထားတာဗျနော်ဝဲတိုင်းဝိတ်ကြော်နေတဲ့ရော့ထန်ဟာဒီပွဲမှာကြာတော့လုံးဝဝိတ်ကြော်ခြင်းမရှိဘဲနဲ့ ချိန်လိုက်တာနဲ့တခါတဲ့ hydration test မှာ weight ပါအောင်တာဖြစ်တဲ့အတွက်ပရိသတ်တွေကချီကျူးနေကြကြားလေဖြစ်ပါတယ်။သူ့ fighter ဘွားတန်းတန်းတလျှောက်မှာဒီဘွဲလောက်ပဲအရာကိုမှပဲဘွဲကိုမှမပြေစင်ခဲ့ဘူးဘူးတဲ့။အာရပညာရှင်တွေနဲ့တော့ weight မကျော်ဖို့အတွက်ကြိုးစားစီစဉ်ခဲ့တယ်။ legion ခဲ့တယ်။ဒါကြောင့်မလို့ဒီဘွဲမှာသူဟာအကောင်းဆုံးလုံးပြနိုင်မယ်လို့ယုံကြည်တယ်။သူတကယ်ချင်း super leg က Takeru ကိုငိုအောင်လုပ်ခဲ့တယ်။သူက Takeru ကိုတော့သင်ကြိုက်ပူပေးမယ်ဆိုပြီးတော့ဂျုံသွားခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ဒီပွဲကတော့ဒီညရဲ့ fight of the night ပဲအကြမ်းတကာမှာအကြမ်းဆုံးပွဲဖြစ်လာမှာဖြစ်ပါရယ်။ကဲပြည်သူတို့ဘလို့ထင်လဲပြပြောခဲ့ကြပါအောင်တော့